မင်္ဂလာပါကျွန်တော်ခုဒီဗီဒီယိုမှာတော့အင်္ဂလိပ်စကားပြောတဲ့အခါမှာအရင်ရေးကြည့်တဲ့ကျွန်တော်တို့အာဒါမှမဟုတ် answer တာနေကိုကျွန်တော်တို့နောက်ကသရစလုံးတွေနဲ့ချိတ်ဆက်ပြီးတော့တဘောအတိုင်းပြောတဲ့နည်းတွေကိုကျွန်တော်ညှပ်ပြီးမှဖြစ်ပါတယ်ကျွန်တော်စကားပြောတဲ့အခါမှာ linky ဆိုတဲ့ချိတ်ဆက်ပြီးတော့ပြောတာတွေကိုဘာလို့လုပ်ရလဲဆိုရင်ကျွန်တော်တို့အဲ့လိုချိတ်ဆက်ပြီးပြောတဲ့အခါမှာ self တွေစကားပြောတဲ့ပုံစံမျိုးဖြစ်မနေပဲနဲ့ကျွန်တော်တို့တဘောအတိုင်းပြောတဲ့ပုံစံရရှိလာမှဖြစ်ပါတယ် တို့အရင်ဆုံးအနေနဲ့အာတန်နဲ့နောက်ကတရတန်နဲ့ဆက်ပြီးပြောတဲ့အခါမှာပြောတဲ့နည်းတွေကိုကျွန်တော်ပြပြမှာဖြစ်ပါတယ်။ဥပမာဒီစလုံးကို hear it လို့မပြောမနဲ့ကျွန်တော်ဘယ်လိုပြောလို့ရလဲဆိုရင် hear it hear it ရှိကအာစလုံးနဲ့နောက်ကတရစလုံးဖြစ်တဲ့ i စလုံးကိုဆက်ပြီးပြောပြရဖြစ်ပါတယ်။ hear it hear it ဥပမာ hear is it hear is it ပြီးတော့ဒီစလုံးကို far away လို့မပြောဘဲနဲ့ကျွန်တော်ဘယ်လိုပြောလဲဆိုရင် far away far away ရှေ့ကကျွန်တော်တို့ a စကားလုံးနဲ့နောက်ကတရစကားလုံးဖြစ်တဲ့ a စကားလုံးကိုဆက်ပြီးတော့ပြောပြရဖြစ်ပါတယ်ပုံမှာ he lives far away he lives far away သူကဒီနယ်ဝေးဝေးမှာနေတယ်ပြီးတော့ဒီစကားလုံးကိုလည်းကျွန်တော်တို့ for s လို့မပြောဘဲနဲ့ဘယ်လိုပြောလဲဆိုရင် forest 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 ကျွန်တော်ရှေ့က အာသလုံးနဲ့နောက်ကတရသလုံးဖြစ်တဲ့ယူကိုဆက်ပြီးတော့ပြောပြရဖြစ်ပါတယ်ကျဆရာတွေမပြောပြောလဲဆိုရင် this is for us this is for us ဒီအရာကျွန်တော်တို့တို့ပါပြီးတော့ဒီသလုံးကိုလည်း your idea လို့ပြောမယ်နဲ့ဘယ်လိုပြောလို့ရလဲဆိုရင် your idea your idea ကျောရှိကအာသလုံးနဲ့နောက်ကကျွန်တော်တရဆလုံးဖြစ်တဲ့အိုင်ကိုဆက်ပြီးတော့ပြောပြရဖြစ်ပါတယ် မစရာတွေပါဆိုရင် your idea is good your idea is good မေးအကျညာကောင်းတယ်ပြီးတော့ answer လုံးကိုကျွန်တော်နောက်ကတရစလုံးနဲ့ဆက်ပြီးပြောတာတွေကိုလေ့လာကြည့်ရအောင်နော်ဥပမာဒီစလုံးဆိုရင် feel it လို့ကျွန်တော်တို့ခွဲပြီးပြောပဲတယ်ဘယ်လိုပြောလဲဆိုရင် feel it feel it feel it ကျွန်တော်ဆရာတွေကဘယ်လိုပြောလဲဆိုရင် i can feel it i can feel it ငါခံစားလို့ရတယ် ပြီးတော့ဒီစလုံးကိုလည်းကျွန်တော်တို့ tell အဲ့လိုပြောမယ်နဲ့ဘယ်လိုပြောလို့ရလဲဆိုရင် tell us tell us အဲ့လိုကျွန်တော်ရှေ့က and စလုံးနဲ့နောက်ကတရစလုံး you ကိုဆက်ပြီးတော့ပြောပြရဖြစ်ပါတယ်ကျွန်တော်ဆက်ရတော့ပါဆိုရင် tell us more tell us more မအောင်ပို့ပြီးတော့ပြောပြပါပြီးတော့ကျွန်တော်ဒီစလုံးကိုလည်းကျွန်တော်တို့ well it ဆိုပြီးကျွန်တော်တို့ခွဲပြီးပြောပါတယ်ဘယ်လိုပြောလို့ရလဲဆိုရင် well it well it ကျွန်တော်ရှေ့ကအန်ဆိုတဲ့စလုံးနဲ့နောက်ကတရသလုံးဖြစ်တဲ့ e စလုံးကိုဆက်ပြီးတော့ပြောပြရဖြစ်ပါတယ်ကျွန်တော်ဆက်ရအောင်မှာဆိုရင်ဘယ်လိုပြောလို့ရဆိုရင် we will meet later we will meet later ငါတို့နောက်မှာစားမယ်ဟုတ်ကဲ့ပါကျွန်တော်ဒီစလုံးလေးကိုကျွန်တော်တို့အားတဲ့ချိန်မှာပြန်ပြီးတော့ legend practice လုပ်ကြည့်ပါနော်ဒီလို practice နိုင်ရလို့မှာစကားပြောတဲ့အခါမှာကျွန်တော်ပို့ပြီးတော့အဆင်ပြေလာမှာဖြစ်ပါတယ် ဒီဗီဒီယိုမှာမျှပေးနေတာတော့ဒီလောက်ပါပဲကျွန်တော်ဒီမှာပေးထားတဲ့ညစာမင်းကလေးတွေကိုဒါအောက်ကကွန်မန့်မှာဖြည့်ကြည့်ခဲ့လို့ရပါတယ်ဒီဗီဒီယိုကိုဆုံးဖြတ်ရှိပြရတဲ့ကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုမှာနောက်ထပ်သင်ခန်းစာတွေတခုပြန်ပြီးတော့တွေ့ကြပါမယ် so see you in the next video bye bye